ဘယ်ဟာကိုပဲတွေ့တာတွေ့တာတွေ့တာမှုရှိလာပြီဆိုလို့ရှင်ဆွလွမှုဆွလွရမယ်အချိန်ကိုတွေးလိုက်တာနဲ့တပြိုင်နက်တောကဖြစ်သွားဆုံးရှုံးတဲ့အခါမှာလဲတောကဖြစ်သွားအဲ့ဒီတောကကိုဘသူကဖိတ်ခေါ်လာတာတော့လို့ဆိုရင် တွေ့တာမှုကဖိတ်ခေါ်လာတာဒါကလက်တွေ့ရှုစဉ်ရင်ကြည့်လို့ရတဲ့အနေအထားတစ်ခုပေါ့ဘုန်းကြီးတို့တွေတန်လျာထဲမှာခီးသွားနေကြတာ ြောကြတယ်ကိုုံကိုထန်းကိုလန်းကိုသွားတယောက်ထဲသွားကြတာမှတ်နေသို့တော့တယောက်ထဲလို့ပုဂ္ဂိုလ်အနေနဲ့ပြောရတော့လဲပဲဘာကနေရှေ့ဆောင်လမ်းပြနဲ့သွားလဲလို့ဆိုရင်တဏှာဆိုတဲ့ဘဝတဏှာလို့ခေါ်တယ်ဘဝပေါ်မှာတွေ့တာမှုကခေါင်းဆောင်သွားသူလမ်းပြတဲ့နောက်လိုက်သွားကြနှစ်သက်မှုတွေ့တာမှုကိုအခြေပြုပြီးတော့ကံတရားတွေလှုပ်ကြတယ် အမှန်မသိတဲ့အဝိဇ္ဇာကနေပြီးတော့လွယ်မှားသွားအောင်အထင်မြင်နေဖြစ်လာအောင်ဖန်တီးပေးတယ်တဏှာကခြင်နှက်မှုတွေဖြစ်အောင်လှုပ်ပေးတယ်ကံတရားကနေပြီးတော့တွန်းထုတ်ပေးလိုက်တယ်ဟောတဏှာရဲ့အဝိဇ္ဇာရဲ့ကံရဲ့ဒီသုံးခုကပေါင်းပြီးတော့ဘုန်းကြီးတို့ဘဝတွေကိုရှေ့ဆောင်ပေးနေတာဘယ်ဘဝဖြစ်ကောင်းလိုက်မယ်လို့ထင်တယ်ဘာလို့ကောင်းလိုက်မယ်ထင်တော့ဆိုအဝိဇ္ဇာကနေပြီးကောင်းတယ်လို့မြင်အောင်လုပ်ပေးထားတာ